မင်္ဂလာပါဒီနေ့ရဆိုလို့ရှိရင်တော့ Unity of PFI ရဲ့အထူးသဖြင့်အရေးကြီးတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့က Unity of PFI ရဲ့ 3rd anniversary နေ့ပါ သုံးနှစ်ကြာတော့သူ Unity of PFI က PFI နဲ့0ရဲ့အားပေးမှုချစ်ခင်မှုယုံကြည်မှုနဲ့တူ PFI ကဒီနေ့အချိန်ထိရှောက်လည်နိုင်ခဲ့ပါပြီ။ပထမဆုံးစစဖွင့်လှစ်ချင်အချိန်တုန်းကဆိုလို့ရှိရင်တော့ English Center တခုရဲ့သာရှိပေမဲ့အခုအချိန်မှာ Chinese Department, Japanese Department စတာတွေပါဖွင့်လှစ်နိုင်ခဲ့တာဟာအလုံးရဲ့အကူအညီကြောင့်ပဲဖြစ်ပါတယ်။ Team Member လေးတွေရဲ့လှုပ်အားပေးမှုနဲ့အတူ PFI နဲ့0ရဲ့အားပေးမှုတို့ကြောင့် Unity of PFI ဟာသုံးနှစ်တာအောင်မြင်မှုကိုပျော့ပျော့ရှင်ရှင်ဂုဏ်ယူစွာပြောဆိုနိုင်လာပြီဖြစ်ပါတယ်။ဆိုတော့ ောက်ထပ်လဲစိတ်လှုပ်ရှားပွဲစမ်းသစ်တဲ့အစီအစဉ်လေးကို PFI ကတင်ဆက်ပေးသွားမှာဖြစ်လို့ PFI Finals လေးကို page လေးကိုစောင့်ကြည့်ဖို့မမေ့ချနဲ့နော် Learn with PFI